ီနေ့ကျွန်တော် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ဒီ very crystal candlestick လို့ခေါ်တဲ့ဒီ candlestick အကြောင်းကိုကျွန်တော်အသေးစိတ် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့လူချင်းမင်းတို့အနေနဲ့ဒီ crypto currency stock ကို buy and sell တဲ့ဒီ market တွေမှာ trading ဒါမှမဟုတ် investing လုပ်ခြင်းနဲ့ဆိုရင်ဒီ video ကိုအဆုံးထိကြည့်ပြီးပို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်။ပြီးခဲ့တဲ့ video တွေမှာလည်းကျွန်တော်ဒီလိုမျိုး candlestick အကြောင်းမျိုး ကျွန်တော် sharing လုပ်ပေးထားတာတွေရှိပါတယ်ဒါကြောင့်မလို့လူချင်းလူချင်းမင်းတို့အနေနဲ့ access လေးနဲ့လေ့လာချင်တယ်ဆိုရင်ကျွန်တော်ရဲ့ BD Trading Facebook page နဲ့ BD Trading YouTube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ Crypto Connect အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အသေးစိတ်ပေါ့ပြီးမှလေ့လာကြည့်အောင် Okay ဒါဆိုရင် Connect တိုင်းမှာသူမှာဘာဘာရှိမလဲဆိုရင်သူမှာ call volume ရှိမယ် buy ရှိမလဲဆိုရင် high price ရှိမယ်ပြီးရင် low price ရှိမယ် opening price ရှိမယ် closing price ရှိမယ် upper share လို့ရှိမယ် lower share လို့ရှိမယ်ပြီးရင်သူရဲ့ body ရှိမယ်ဒီ Crypto Connect မှာကြတော့သူရဲ့ body ကတော့အရန်ကိုတေးတယ်ဘာလို့လဲဆိုတော့သူရဲ့ opening price နဲ့ closing price ကအရန်ကိုကတ်နေတာဖြစ်တဲ့အကြောင်းမလို့သူ body ကတေးတေးလေးပဲဖြစ်နေတာပေါ့နော်နောက်ပြီးတော့မှသူကသူ့ရဲ့ closing price က opening price out မှာရောက်သွားတဲ့အကြောင်းမလို့သူ့ရဲ့ color ကအနီအောင်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီမှာအမြဲတမ်းဒီ single candlestick group အောက်မှာရှိနေတဲ့ candlestick တွေကိုကျွန်တော် sharing လုပ်တိုင်းကျွန်တော်အနီအောင်လုပ်လိနေကျွန်တော်အမြဲတမ်းကျွန်တော် sharing လုပ်ထားပြီးတယ်ပေါ့နော်ဆိုလိုချင်တာကဒီလိုမျိုး candlestick ကသူ့အယောင်ကအရေးမကြီးဘူးသူဘယ်နေရာမှာဖြစ်ပေါ်တာလဲ up trend လား down trend လား support level မှာလား resistance level မှာလားစသဖြင့်ပေါ့နော်သူဘယ်နေရာမှာဖြစ်ပေါ်တာလဲဆိုတာကျွန်တော်တို့အတွက်အရေးကြီးတယ် သူ့ရဲ့အယောင်ကတော့ကျွန်တော်တို့အတွက်အရေးမကြီးဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့နောက် slide ကိုတက်ကြည့်အောင်โอเคဒါဆိုရင်ကျွန်တော်နှုတ်လေးနဲ့ကျွန်တော်ရေးရေးထားပြရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ cryptstone kinetic နောက်ကွယ်မှာရှိနေတဲ့သူ့ရဲ့အတိတ်ပဲပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးအတိတ်ပဲကောက်မလဲ interpretation ဘယ်လိုလုပ်မလဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဥပမာအနေနဲ့ဒီ store တစ်ခုက secret စဖွင့်တဲ့ချိန်မှာသူ့ရဲ့အပွင့်စိန်တော့ပေါ့နော်အဲ့ဆိုရင် तू อ่ะဈေးနှုန်းစဖွင့်တယ်ဈေးနှုန်းစဖွင့်ခြင်းချိန်မှာ तू อ่ะအမျက်စေးနဲ့ तू စဖွင့်တယ်အဲ့ဒီချိန်မှာဘယ်သမားတွေကဈေးနှုန်းကိုဆွဲချပြီးတော့မှသူရဲ့ price ကဘယ်ရောက်သွားလဲဆိုရင် low price ကိုရောက်သွားတယ်ဒါပေမဲ့သူရောက်သွားတဲ့ low price ကကျတော့ closing price နဲ့အရန်ကို မဝေးဘူးပေါ့နော်ဒါကြောင့်မလို့သူရဲ့ဒီ lower share တော့ကတည်တည်လေးပဲဖြစ်နေတာပေါ့နော်အဲ့ဒီချိန်မှာဘူးသမားတွေကဝင်လာပြီးတော့မှဘာဖြစ်လဲစီးကွက်ကိုအပေါ်ဆဲတင်သွားတယ်ဘယ်ထိဆဲတင်သွားလဲဆိုရင်ဒီ high price ရောက်တဲ့အထိသူကဆဲတင်သွားတယ်အဲ့ဒီချိန်မှာဘူးဘဲသမားတွေကဝင်လာပြီးတော့မှစီးနှုန်းကိုအောက်ကိုပြန်ပြီးတော့အပန်းပြန်ဆဲချသွားတယ်ဘယ်ထိဆဲချသွားလဲဆိုရင်သူရဲ့ closing price ဖြစ်တဲ့ opening price အောက်မှာသူဆဲချသွားတယ်ဒါကြောင့်မလို့သူရဲ့ opening price အောက်မှာ closing price ရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ body ကတေးပြီးတော့မှသူရဲ့ upper share ကဘာဖြစ်လဲရှည်နေရပါတော့ ဒါဆိုရင်ကျွန်တော်တို့ဒီ candlestick တစ်ခုကိုမြင်လိုက်တာနဲ့ဘယ်သူကဒီ market ကို control လုပ်လိုက်ပြီလဲဆိုတာကျွန်တော်တို့သိနေရမှာပထမဆက်စချင်းမှာ market ကစဖွင့်တယ်စဖွင့်ပြီးမှဘဲသမားတွေကအောက်ကိုဆဲချတယ်သူတို့ဆဲချတဲ့အချိန်မှာအနည်းငယ်တော့ပဲသူကဆဲချနိုင်တယ်အဲ့ဒီအချိန်မှာဒီဘူးသမားတွေကဝင်လာပြီးတော့ market ကိုအထက်ကိုပြန်ပြီးတော့ဆဲတင်သွားတယ်စင်းလုံးကဒီ high price သူရောက်သွားတယ်အဲ့ဒီအချိန်မှာဘဲသမားတွေကအလုံးရင်းနဲ့ဝင်လာပြီးတော့မှဒီစင်းလုံးကိုပြန်ပြီးတော့မှဆဲချသွားတယ်သူဆဲချသွားတဲ့အချိန်မှာဘဲတီကိုသူဆဲချသွားတာလဲဆိုတော့သူဖွင့်ခဲ့တဲ့အဖွင့်စင်းလုံးရဲ့အောက်ကိုသူဆဲချသွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ candlestick ကိုကျွန်တော်တို့ကြည့်လိုက်တာနဲ့ဒီ market ကိုဘယ်သူတွေက control လုပ်နိုင်ပြီလဲဆိုရင်ဘဲသမားတွေက control လုပ်နိုင်ပြီဆိုတော့ကျွန်တော်တို့ဒါသူ့ရဲ့ပထမ signal ပေါ့နော်ဒါကျွန်တော်တို့ဒီ kinetic ကိုကြည့်တာ ਨੇ ကျွန်တော်တို့ပထမဆုံးသိရမယ်သူ့ရဲ့ signal ကျွန်တော် video တိုင်း video တိုင်းမှာကျွန်တော် sharing လုပ်ပေးခဲ့တယ်လို့ပဲဒီ stock ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဒီ crypto kinetic တစ်ခုထဲပဲကြည့်ပြီးတော့မှကျွန်တော်တို့အဆုံးဖြတ်လို့မရဘူးပေါ့နော် market ရဲ့ layer market direction ဘယ်ကိုသွားမှာလဲဆိုတာကျွန်တော်တို့ဆုံးဖြတ်လို့မရဘူးပြီးခဲ့တဲ့ slide မှာဒီ crypto kinetic ကဘယ်မှာဖြစ်ပေါ်တာလဲ down trend မှာလား up trend မှာလားစတာဖြစ်ပေါ့နော်သူဘယ် location မှာဖြစ်ပေါ်နေတာလဲဒါကျွန်တော်တို့အတွက်အရေးကြီးတယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်တို့ example လေးနဲ့ကျွန်တော်တို့ next slide ကိုသွားကြည့်အောင်โอเคဒါဆိုရင်ကျွန်တော်ခုနပြောခဲ့တဲ့ဟာကိုပဲကျွန်တော်က example အနေနဲ့ပြန်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာသူရဲ့ opening price opening price ကဒေါ်လာ100နဲ့သူစပြီးတော့မှသူဈေးဖွင့်တယ်အဲ့ဒီချိန်မှာဘဲတမားတွေကဝင်လာပြီးတော့မှအစင်းလုံးကိုအောက်ကိုဆွဲချသွားတယ် betting ဆွဲချသွားတယ်ဆိုရင် sorry ဒီမှာနော် low price low price နဲ့သူဆွဲချသွားတယ် လိုပြန်နဲ့သူဆွဲချသွားတယ်ဆွဲချပြီးတော့မှဒီချိန်မှာဘယ်သူတရားဝင်လာလဲဆိုရင်ဘူးသမားတရားဝင်လာပြီးတော့မှ market ကိုအပေါ်တီကိုသူဆွဲတင်သွားတယ်ဘယ်ထိဆွဲတင်သွားလဲဆိုရင်ဒေါ်လာ130လောက်သူဆွဲတင်သွားတယ်ဒီ market မှာပြိခင်မှာပဲဘဲသမားတရားဝင်လာပြီးတော့မှဒီစိန်နှုန်းကိုထပ်ပြီးတော့အောက်ကိုပြန်ဆွဲချတယ်ဘယ်ထိသူဆွဲချသွားလဲဆိုရင်69ဒေါ်လာလောက်ဒီပဲသူဆွဲချနိုင်တယ်သူဖွင့်ခဲ့တဲ့အဖွင့်စေးဒေါ်လာတရားရဲ့အောက်10ဒေါ်လာလောက်ပဲအနည်းငယ်သူဆွဲချနိုင်ပြီးတော့မှဒီ stock market ကတရက်တာမှာစေးဒေါ်လာ69နဲ့ပိတ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီ candlestick က body ကတိတိလေးပဲဖြစ်ပြီးတော့မှအအောင်ကအနီအောင်ပြောင်းတာဖြစ်ပါတယ် โอเคဒါဆိုရင်ဒီ clipstone canister နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့နောက်ကွယ်မှာရှိနေတဲ့သူ့ရဲ့အသေးပဲတွေဒီစင်းလုံးဖြစ်ပြနေတာတွေကိုဒီဗီဒီယိုပြီးဆုံးတဲ့အခါမှာလူချင်းမင်းတို့အနေနဲ့နားလည်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါဆိုရင်ကျွန်တော်တို့ example နဲ့ကျွန်တော်တို့သွားကြည့်အောင်ဒါကျတော့ iso mobile ပေါ့နော် iso mobile ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်ဒီ check ကိုပဲ example အနေနဲ့ကျွန်တော်သုံးပြီးတော့မှကျွန်တော် sharing လုပ်ပေးထားပါတယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာ up trend ပေါ့နော်ဒါဆို up trend ပေါ့ဆိုဒီဒီဟာကျွန်တော်ဟို daily time frame နဲ့ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသူ့ရဲ့ trend ကအရင်ကမသိတာဘူးပေါ့နော်โอเคဒါဆိုရင်သူ့ရဲ့ up trend ပေါ့နော် ဒါဆိုရင်သူရဲ့ up trend ဒီမှာလည်းကျွန်တော်တို့တခုပေါ့နော်နောက်ပြီးတော့မှဒီမှာတခုဒီမှာဆိုရင် crypto candlestick ကပဲမှာဖြစ်ပေါ်နေလဲဆိုရင်သူရဲ့ up trend မှာဖြစ်ပေါ်ပြီးတော့မှနောက်တစ်ရက်ဖြစ်တဲ့ဒီအနီအောင် candlestick ဖြစ်ပေါ်တဲ့အချိန်မှာကျတော့ဒီ crypto candlestick ရဲ့အောက်မှာသူ market စဖွင့်တယ်ပြီးတော့သူ့ရဲ့အောက်မှာပဲ market စပြီးတော့ပိတ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တီးလိုက်ပြီးဒီ market ရဲ့လာရကအောက်ဘက်ကိုဦးတည်ဖို့များသွားပြီးဆိုတော့ကျွန်တော်တို့ဒီ signal ကိုကြည်တာနဲ့ကျွန်တော်တို့တီးနေပြီပေါ့နော်ဒါဆိုရင်ကျွန်တော်အများအားပြောသလိုပဲဒီ candlestick ကိုမြင်တာနဲ့ကျွန်တော်တို့ မကက်ရဲ့လာရကိုကျွန်တော်တို့ဘာပဲဘာဖြစ်လဲတစ္ဆာလို့မရနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီ canastic cryptstone canastic ဖြစ်ပေါ်ပြီးတော့မှတရက်နှစ်ရက်လောက်ကျွန်တော်တို့စောင့်ကြည့်တင်တယ်ပေါ့နော်ဒီလိုမျိုးတရက်နှစ်ရက်စောင့်ကြည့်ပြီးတော့မှဒီ cryptstone canastic ဖြစ်ပေါ်ပြီးတော့မှနောက်တရက်မှ market ကသူ့အောက်မှာပွင့်လာလားသူ့ရဲ့အထက်မှာစင်းလုံးစပွင့်လာလားစတာဖြစ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့စောင့်ကြည့်ပြီးတော့မှကျွန်တော်တို့ရဲ့ market ရဲ့လာရကိုကျွန်တော်တို့တွဲဆလို့ရနိုင်တယ်ပေါ့နော် Okay ဒါဆိုရင်နောက်တစ်ခုနောက်တစ်ခုကကျွန်တော်ဒီမှာသူဒီမှာသူ down 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 နေပြီးတော့မှသူ ပြန်ပြီးတော့တက်လာတယ်တက်လာပြီးတော့မှဒီမှာအနီရောင် crystal လေးဖြစ်ပေါ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ crystal ဖြစ်ပေါ်ပြီးတော့မှနောက်တစ်ရက်မှာအနီရောင် kinetic တစ်ခုဖြစ်ပေါ်တယ်နောက်တစ်ရက်တစ်ရက်မှာလည်း kinetic အနီရောင်တစ်ခုထပ်ပြီးတော့မှဖြစ်ပေါ်တယ်သူဖြစ်ပေါ်တဲ့ပုံစံကဘယ်လိုဖြစ်တာလဲဆိုရင်ဒီ crystal ဖြစ်ပေါ်ပြီးတော့မှနောက်တစ်ရက်မှာဖြစ်ပေါ်လာတဲ့ဒီအနီရောင် kinetic ကသူ့ရဲ့အောက်မှာပဲစေးစားဖွင့်တယ်ပြီးတော့သူ့ရဲ့အောက်မှာပဲစေးအပိတ်စေးနဲ့ပြန်ပြီးတော့ပိတ်သွားတယ်နောက်တစ်ရက်မှာလည်းတတိယတစ်ရက်မှာလည်းအနီရောင် kinetic ဖြစ်ပေါ်ပြီးတော့မှဒီဒုတိယရက်ဖြစ်ပေါ်ခဲ့တဲ့ closing price အောက်မှာသူကစေးနှုန်းစားဖွင့်ပြီးတော့မှ သူရအောင်မှာပဲဈေးပိတ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့လုံလောက်ပြီပေါ့နော်ဒါဆိုရင်ဒီ market ကိုဘယ်သူတွေကလုံလုံလလလား control လုပ်လိုက်ပြီလဲဆိုတော့ဘဲသမားတွေကလုံလုံလလလား control လုပ်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီ signal တွေကြည့်ပြီးတော့ကျွန်တော်တို့ဟင်ပေးနေပြီပေါ့နော်ဒါကျွန်တော်တို့သူရလာရကိုကျွန်တော်တို့တက်ဆလို့ရပြီပေါ့နော် okay ဒါကကျတော့ဒီ up trend ဒီမှာဖြစ်ပေါ်တဲ့ဒီ crypto candlestick ပေါ့နော် okay ဒါဆိုရင်ဒီမှာ market ကဒီမှာ support level ရောက်ပြီးတော့မှသူ sideway လေးနဲ့သူတွားနေတယ်ဒါကျွန်တော် daily time frame နဲ့ကြည့်တာဖြစ်တဲ့ကြောင့်မလို့ဒီ trend တွေအရင်မသိတာဘူးနော်တကယ်လို့ဒါကျွန်တော်တို့ forward time frame တွေပါနေတော့ကြည့်တယ်ဆိုရင်တော့ဒီ trend တွေအတိအကျတာကျွန်တော်တို့မြင်နေရလိမ့်မယ်ပေါ့နော် okay ဒီမှာလည်းနောက်နောက်တစ်ခါသူပါဘာလေးဖြစ်ပေါ်လဲဆိုရင်ဒါ cryptstone ဖြစ်တယ်နောက်ပြီးတော့မှသူမှ docky တွေလည်းဖြစ်ပေါ်နေရပေါ့နော်ဒါဆိုရင်ဒီ3-4ရက်လောက်ကြာသွားတယ်ဒါကြောင့်မလို့ဒီသူ့ရဲ့ trend အောက်ကိုပြန်ပြီးတော့ ကြပါလေဒီအောက်ရောက်သွားတဲ့ချိန်မှာဘာဖြစ်ပေါ်လဲဆိုရင်ဒါဟာမားပေါ့နော်ဟာမားကြောင့်လည်းပတ်သက်ပြီးတော့ကျွန်တော် sharing တော့မလုပ်ရသေးဘူးဟာမားတနည်းအားဖြင့်ဒီကနေစိတ်နှစ်ခုတွဲပြီးကြည့်လိုက်တဲ့အခါကျရင်ဟာမားပြင်ဘာဖြစ်နေလဲဆိုရင် bullet and coughing ဖြစ်ပေါ်နေရပေါ့နော်ဒီ and coughing ကကျတော့ the two kinetic group တွေမှာပါတယ်နောက်ဗီဒီယိုကြရင်ကျွန်တော်အသေးစိတ်ပြန်ပြီးတော့ sharing လုပ်ပေးမယ်ပေါ့နော်ဒါဆိုရင်သူ aptra နဲ့တက်ပြီးတော့မှဒီမှာဘာတွေဖြစ်ပေါ်လဲဆိုရင်ဒီမှာ aperture လို့ long aperture တွေဖြစ်ပေါ်နေပေါ့နော် grip stone နောက်ပြီးတော့မှသူရဲ့ docky တွေလည်းဖြစ်ပေါ်နေပြီးဟာမားတွေလည်းဖြစ်ပေါ်နေပေါ့နော်ဒီလိုမျိုးအခြေအနေဆိုရင်ကျွန်တော်တို့ဒီ market ရဲ့ trend က ဒီအဆုံးတတ်တော့မယ်ဆိုတာဒီ market ကကျွန်တော်တို့ဘာဖြစ်နေလဲ signal ပြနေပြီ signal ပြနေပြီဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီနောက်ရက်ဒီမှာဖြစ်ပေါ်လာမယ့် candlestick တွေကိုကျွန်တော်တို့အဆောင်ကြည့်ရမှာပေါ့နော်ဒါဆိုရင်ဒီမှာဆိုအရန်ကိုတီးတာလေးပါလို့လဲဆိုတော့ဒီမှာအာဟာမဖြစ်ပေါ်ပြီးတော့မှနောက်တစ်ရက်မှသူကဘာဖြစ်လဲ gap down ဖြစ်ပြီးတော့မှ market ကဘာဖြစ်လဲအောက်ကိုဆင်းသွားတယ်ပေါ့နော်ဒါဆိုရင်ဒါကကျတော့ crypton candle နဲ့ candlestick နဲ့ပတ်သက်ပြီးတော့မှကျွန်တော် sharing လုပ်ပြခြင်းတဲ့အကြောင်းအရာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒါပြီးသွားပြီဆိုရင်နောက်ထပ် example တစ်ခုကျွန်တော်တို့သွားပြီးမှကြည့်ရအောင် okay ဒါဆိုရင်ဒါကဘယ်ဟာ store လဲဆိုတဲ့ချက်လား okay ဒါကျတော့ microsoft ပေါ့နော် โอเคဒီမှာသူရဲ့ဟိုဒီကရှိရ Microsoft Store ကိုကျွန်တော်တို့သွားပြီးတော့ကြည့်လိုက်တဲ့အခါဆိုရင်ဒီမှာကျွန်တော် daily time frame နဲ့ကြည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ candlestick တစ်ခုချင်းစီကဘာကိုကိုစားပြုတ်လဲဆိုရင် daily ကိုကိုစားပြုတ်တာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့ clips တုံးကိုပဲကျွန်တော်တို့အဓိကထားပြီးလိုက်ရမယ်ပေါ့နော်โอเคဒါဆိုရင် ဒီမှာကျွန်တော်တို့တစ်ခုတွေ့ပြီဒါဆိုရင် down trend down trend ပြီးတော့မှဒီမှာ crystalline လေးဖြစ်ပေါ်နေပါတော့ဒီအစိမ်းရောင် candlestick candlestick ပြီးတော့မှ crystalline လေးဖြစ်ပေါ်နေတယ်ဒါဆိုရင်ကျွန်တော်တို့ဒီတိထားရမှာကဒီ market ကသူ့ရဲ့ down trend အဆုံးတတ်တော့မယ်ဆိုတော့ကျွန်တော်တို့ဒီ crystalline candlestick တောင်မဟုတ်ဒီဒီအစိမ်းရောင် candlestick ကြည့်ရတယ်ကျွန်တော်တို့သိနေရမှာပေါ့နော်အထူးဖြစ်အခုကျွန်တော်တို့ crystalline အကြောင်းကိုပြောနေတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီမှာဒီ down trend နားလေးမှာ crystalline လေးဖြစ်ပေါ်နေတယ်ဒါဆိုရင်သူ့ရဲ့ down trend momentum ကနည်းသွားပြီးတော့မှဒီသူရဲ့လာရသူရဲ့ direction ကတန့်ကျင်ဘက်ကိုသွားတော့မယ်ဆိုတာသူကကျွန်တော်တို့ကိုအရေးမော်လေးပြနေရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီကနေ့စပြီးတော့မှသူ up trend ကိုပြန်တက်သွားတယ် ဒီဒီမှာ Doki Doki လေးဖြစ်ပေါ်နေ Doki ဖြစ်ပေါ်ဒါ Doki အကြောင်းပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော် sharing လုပ်ပေးသွားပြီးဖြစ်ပါတယ်ဒါကြောင့်မလို့လူချင်းမင်းတို့အနေနဲ့ဒီ Doki Connect အကြောင်းနဲ့ပတ်သက်ပြီးတော့မှအသိချင်နေဆိုရင်ကျွန်တော်ရဲ့ပြီးခဲ့တဲ့ဗီဒီယိုဒီမှာတွားပြီးတော့မှလေ့လာဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ် Okay ဒါဆိုရင်ဒီ Doki Connect လေးဖြစ်ပေါ်ဖြစ်ပေါ်ပြီးတော့မှနောက်တစ်ရက်မှာ Bullet Berry Connect လေးဖြစ်ပေါ်နေပါတော့ဒါဆိုရင်အရန်ကိုဘဲတမားတွေအရန်ကို strong ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ Connect ကိုကြည့်ရတယ်ကျွန်တော်တို့သိနေရမယ်ပေါ့နော် Okay ဒါဆိုရင် သူက down trend ကိုပြန်ပြီးတော့ဦးတည်သွားပြီးတော့မှ up trend ပေါ့နော်ဒီလိုမျိုး supply နဲ့ demand ပေါ်မူတည်ပြီးမှ market က market market ရဲ့ trend က up down up down ဖြစ်နေမှာပေါ့နော် okay နောက်တစ်ခု okay ဒီမှာဆိုရင်ကျွန်တော်တို့ဒါကိုအရန်ကိုတည်တာတဲ့ကျွန်တော်တို့ရဲ့ grip stone ပေါ့နော်ဒါဆိုရင်သူရဲ့ up trend up trend ပြီးတော့မှဘာဖြစ်လဲ grip stone လေးဖြစ်ပေါ်နေ grip stone ဖြစ်ပေါ်ပြီးတော့မှနောက်တစ်ရက်မှဆိုရင်အနီအောင် candlestick လေး doggy လိုမျိုးဖြစ်ပေါ်နေသူရဲ့အဖွင့်စေးကဒီ grip stone ရဲ့အောက်မှာသူစဖွင့်ပြီးတော့မှ grip stone ရဲ့အောက်မှာပဲသူစပြီးတော့ပိတ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့သူကဘာဖြစ်လဲအချက်ပြနေပြီဒီ market ကဒီလာရပြောင်းတော့မယ်ဆိုတော့သူကကျွန်တော်တို့အချက်ပြနေပေါ့နော်အဲကြောင့်မလို့ကျွန်တော်အများကြီးပြောတယ်ဒီလိုမျိုး candlestick ဖိပြီးဆိုရင်ချက်ချင်း market တွေကိုကျွန်တော်တို့မဝင်ဖို့လိုတယ်အဓိအဓိကပြောပါကြလို့ဆိုရင်နောက်ဖြစ်ပေါ်လာမဲ့ day 1 2 3ရဲ့ candlestick ကိုကျွန်တော်တို့ကြည့်ပြီးတော့မှကျွန်တော်တို့ confirm လောက်တာကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ဒီမှာဆိုရင်လည်း crypto candlestick ဖြစ်ပေါ်ပြီးတော့မှတရက်၂ရက်၃ရက်၄ရက်မြောက်နေမှာဆိုရင်ဒီအနီရောင် candlestick ဖြစ်ပေါ်ပြီးတော့မှ market ကအောက်ကိုကျသွားတယ်ပေါ့နော်โอเคဒါဆိုရင် market ကကျသွားပြီးတော့မှသူအနေနဲ့ပြန်တက်တက်ပြီးရောဟုတ်ကဲ့ down trend သွားပြီးတော့မှဒီမှာ support level မှာသူကဘာဖြစ်လဲဒီ အနီအောင်ခရစ်စတုံအကြီးဖြစ်ပေါ်နေပေါ့နော်ဒီချိန်မှာ market ကဘာဖြစ်လဲအနေငယ်ငြိမ်သွားပြီးတော့မှ market ကပြန်ပြီးတော့ uptrend ကိုတက်သွားတယ်ပေါ့နော်ဒါကြောင့်မလို့အဓိကကျွန်တော်ပြောချင်တာကဘာလဲဆိုရင်ဒီခရစ်စတုံကနက်စတစ်အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ပြောချင်တာပါဒါဆိုရင်ခုနကျွန်တော် sharing လုပ်ပေးခဲ့သလိုပဲ Crystal Connectic ကသူရဲ့အယောင်ကအရေးမကြီးဘူးသူရဲ့ location ကကျွန်တော်တို့တွေအယံကိုအရေးကြီးတယ်ဒါကြောင့်မလို့ဒီမှာဆိုရင်သူရဲ့ down trend အဆုံးမှာဆိုရင်သူအနီအောင်လေးဖြစ်ပေါ်နေတယ်ဒါဆိုရင်သူရဲ့ up trend အဆုံးနားလေးမှာဆိုရင်သူအစိမ်းအောင်လေးဖြစ်ပေါ်နေပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီ Crystal Connectic မြင်ပြီးတော့မှကျွန်တော်အနေနဲ့အကြံပြုချင်တာကနောက်နှစ်ရက်သုံးရက်လောက်ကျွန်တော်တို့စောင့်ကြည့်ပြီးတော့မှဖြစ်ပေါ်လာတဲ့ဒီ Connectic ေါ်မူတည်ပြီးမှ market ကိုအဝင်ထွက်လောက်တာကျွန်တော်တို့အတွက် risk နည်းတယ်ပေါ့နော်ဒါတော့ကျွန်တော်ကိုကိုပိုင်းသိကြုံနဲ့ပတ်သက်ပြီးတော့မှကျွန်တော် sharing လုပ်ပေးတာပါ okay ဒါဆိုရင်ကျွန်တော်တို့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီမှာပဲကျွန်တော်ရက်ချင်ပါတယ်နောက်သင်ခန်းစာမှာဆိုရင်ကျွန်တော်ဟာမားနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အသေးစိတ် sharing ထုတ်ပြီးတော့မှလုပ်ပေးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ PD Trading Facebook Page နဲ့ YouTube Channel ကို Like and Subscribe လုပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်